မင်္ဂလာပါခင်ဗျာဘာနာရှင်ညီကောင်မောင်နှမတွေအတွက်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့တက်ကိုသက်မောင်ကိုမောင်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်တက်ကိုသက်မောင်ကိုမောင်ဆိုတာကတော့လူခန္ဓာကိုယ်မှာရှိတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုကာကွယ်ခြင်းနဲ့တိုက်ခိုက်ခြင်းခွဲခြားထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့တက်ကိုသက်မောင်ကိုမောင်ကိုအလွယ်မှတ်ထားခြင်းနဲ့ဆိုရင်တော့လက်ခြေလေးရဲ့မြေဆောင်ချက်ခေါင်းပါတက်ကိုသက်လို့မှတ်လို့ရပါတယ်ပထမဆုံးတက်အုပ်စုမှာဆိုရင်တော့ နံပါတ်၁တပ်ဦးကောင်းဖြစ်ပါတယ်နံပါတ်၂ဖေလက်တီနံပါတ်၃ညာလက်တီနံပါတ်၄ဖေတရောင်နံပါတ်၅ညာတရောင်ဖြစ်ပါတယ်ခင်ဗျာနံပါတ်၆ဘဲတူနံပါတ်၇ညာတူနံပါတ်၈ဘဲချီနံပါတ်၉ညာချီဒါဟာကျွန်တော်တို့တပ်ကိုတပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်ကုံးမောင်ကိုလည်းအလွယ်မှတ်ထားနေတယ်ဆိုရင်တော့ရုပ်ကညှော့ခါကိုခန္ဓာကိုးပြတိုက်ချက်မောင်း မျိုးတကြီးပေါင်နှံမောင်းလေးတန်နဲ့လက်ဖြံလက်မောင်းမောင်းလေးမောင်းကိုကျော်မောင်းနဲ့ပေါင်းမောင်းကိုမောင်းလို့အလွယ်မှတ်သားထားလို့ရပါတယ်မောင်းအောင်စုတွေကဘာတွေလဲဆိုရင်တော့နံပါတ်၁ဘယ်လက်ဖြံမောင်းနံပါတ်၂ညာလက်ဖြံမောင်းနံပါတ်၃ဘယ်လက်မောင်းနံပါတ်၄ညာလက်မောင်းနံပါတ်၅ပေါင်ဘယ်ပေါင်မောင်းနံပါတ်၆ညာပေါင်မောင်းဖြစ်ပါတယ်ခင်ဗျာ နံပါတ်9ဘဲချီသလုံးနံပါတ်10ညာချီသလုံးကျွန်တော်တို့ကြောမောင်းနဲ့ပေါင်းရင်ကိုမောင်းဖြစ်ပါတယ်ခင်ဗျာဘာနာချင်းကြီးကိုမောင်နှမတွေမှတ်သားလို့ရရတဲ့ညမတိုင်းနေတရများစာအုပ်မှာကျွန်တော်ကိုကားဖော်ပြခြင်းသာဖြစ်ပါတယ်အားလုံးကိုချစ်ခင်လေးစားလျက်ပါခင်ဗျာ